မင်္ဂလာပါရှင်အောင်ပါလေဝိထုတူလေးရဲ့ ကမစားရတဲ့အခါသူလည်းမစားဘဲနေသည်။ကမာလေးကဟန်ပြလောက်စားလိုက်မှ သူလည်းစားသည်။ဒီလိုနဲ့သူတို့နှစ်ယောက်မှမောင်နှမအရင်လိုဖြစ်လာသည်။အမလေးသုံးနှစ်သားလရောက်တော့ပြဿနာတစ်ခုဖြစ်သေးသည်။တရက်မှမစောလိုက်မင်္ဂလာဆောင်တစ်ခုတွားရန်ရှိသဖြင့်မန်တင်ကွန်အန်ဆွဲထဲမှာရွမှုနဲ့ထဲထားသောလက်ဝတ်လက်စားလေးတွေထုတ်ဝစ်သည်ထိုခါကျမ နီလာလက်ဆွတ်တွေကွင်းပြောင်းနေကြောင်သိလိုက်သည် အထမ်းမြမှသလားလို့အခြားနေရာတွေရှာကြည့်တော့လည်းမတွေ့ကိုငရများကိစ္စရှိလို့ယူသလားမေးတော့ဟာငါကဘာလုပ်ဖို့ယူရမှာလဲယူရင်လည်းမင်းကိုပြောမှာပေါ့သူတို့အိတ်ခန်းထဲကိုအဝင်ထွက်ရှိတာကတော့အမလေးကိုထိမ့်တဲ့ကလေးမလေးတယောက်ပဲရှိသည်အိယာခင်းပေးတာတပြက်စီးဝင်လဲတာအမလေးကိုဝင်ခေါ်တာပြီးတော့ဟိုတလောကဒီလက်ဆွတ်ကို မစောလိုင်ဝှက်ထားတာကိုကြည်ပြီးကောင်မလေးကလက်စွပ်လေးကတိတ်လှတာပဲနော်ကျမထီပေါ့ရင်အဲ့ဒီလက်စွပ်မျိုးဝယ်ဝတ်မယ်ဟုပြောဘူးသည်မစောလိုင်ကတော့ငွေလေးပါလေးအစင်ပြေတဲ့အခါကောင်မလေးကိုလက်စွပ်လေးတစ်ကွင်းလောက်လုပ်ပေးရအောင်မိဟုစိတ်ကူးထားသေးသည်ဒီတော့ ေါ်သွားသည်။ကာမာလီရဲ့အဝတ်အစားတွေပစ္စည်းလေးတွေထည့်ထားသောထင်းရှုတက်တာလေးကိုလညိုးထုတ်ပြသည်။ကိုငွေရကတက်တာကိုဖွင့်လိုက်တော့အောင်မာလီကအိတ်ရှုံလေးတစ်ခုယူပေးသည်။အထဲမှာကောင်မလေးဆူထားသောငွေဆက်ကူအနှဲငယ်နဲ့အတူနီလာလက်စွပ်ကိုတွေ့ရ၏မစောလိုက်မှမှိုင်းရင်းပြီးဆူဆဲမိတဲ့အတွက်အတော်စိတ်မကောင်းဖြစ်သွားသည် လူကြီးနှစ်ကလေးဖြစ်နေရာကြောင့ အမလေးကိုပြန်တောင်းမှန်မှုလဲခတ်နေသည်ထိုကိစ္စအတွက်စိတ်ထဲမှာတနှုံနှုံဖြစ်နေရ၏နောက်တစ်လလောက်ကြာမှအလုပ်တစ်ခုအဆင်ပြေသဖြင့်ငွေပိုလေးရလာသည် ထိုအခါမစောလိုင်ကကမလေးကိုကြောင်နီလက်စွပ်လေးတစ်ကွင်ဝယ်ပေးလေသည်အမလေး၅နှစ်သားရောက်တော့ကျောင်းစတက်ရသည် ပထမဆုံးနေ့မှာပဲသူ့ဝတီကိုစတင်အုံချလာသည်ညနေကျောင်းဆင်းတော့ ဝါကျင်းချင်းဖြစ်နေသောရှက်အင်းကြီးအယောင်လွင့်နေသောဘောင်းမီနေဖြစ်နေ၏။သူဝင်းမှထိုင်သောចောင်းသားလေးရဲ့အဝတ်အစားတွေကို သူ့ဝတ်အစားအစ်စ်တွေနဲ့လဲပြေးဝတ်လာခဲ့ခြင်းဖြစ်၏။နောက်ရက်တွေကျတော့လဲလွယ်ရေးအစ်စ်နဲ့အဟောင်းခဲတံအစ်စ်ကိုပေးပြီးလက်နှစ်တစ်လောက်ရှိသော ခဲတံငွေတွေပြန်ပါလာတာ။သူ့ထမင်းမှုတွေကအသားဟင်းနဲ့သူများစီကဘဲဟုကြော်လဲစားတာတော့လုတ်တက်သည်။အဝတ်အစားတို့ခဲတံပေတံတို့ကတိတ်ကိစ္စမရှိ အစ်စ်ပြန်ဝဲပေးလို့ရသည် မုံဝပတ်စံကိုသူများပေးပြီးအငတ်ခန္ဓာဟင်းကောင်းနဲ့ဟင်းညံလဲစားတာမျိုးကြတော့အဟာရပြတ်ပြီးကျန်းမာရေးကိုထိခိုက်နိုင်သည်ထို့ကြောင့်မစောလိုင်ကဟင်းတော့လဲမစားပါနဲ့တားရဲ့တငယ်ချင်းတွေကိုကြွေးလို့ရအောင် အမေပို့ထည့်ပေးပါမယ်မုံမိုးလည်းပို့ပေးပါမယ်ဟုမှထားရသည်ဒီကြားထဲကမှတခါတော့ဆီယမ်မကမိဘခေါ်ခဲ့ပါဦးစာရေးပြီးမှသည် ကိုငရကတော့တွေ့တော့အောင်ပါလီအင်ဇာရီမလုပ်လို့ခေါ်တွေ့တဲ့ကိုငရကမဖြစ်နိုင်ဘူးထင်ပါတယ်ဆရာမဒီကောင်အိမ်မှာတကုတ်ကုတ်နဲ့ညာတိုင်းရင်းနေတာပဲမတိတာရှင့်တော့ကျွန်တော်ကိုမေးသေးတယ်မြန်မာနဲ့တင်ချာကတော့ဟုတ်ပါလိမ့်မယ်ကျမပြောတာကအင်္ဂလိပ်စာအင်ဇာရီမလုပ်တာကိုပြောတာပါလောက်ကုံရဲ့ရောက်တော့ဆရာမကနောက်တစ်ချိန်ပြန်ခေါ်သည်ဒီတခါတော့ ်လပတ်စာမိဝဲမှာအောင်မလီကအင်္ဂလိပ်စာ၅မှတ်ပဲရပါတယ်အဲ့ဒီကိစ္စဆွေးနွေးခြင်းလို့ပါ ငွေရမျက်လုံးပြူးသွားသည်အောင်မလင်း၏ခုံနံပါတ်2ကလျက်ရှေ့ဘက်ကចောင်းသွားရဲ့အဖြေလာကိုလက်ညှိုးထုတ်လိုက်ပြီးဒါဒါမှကျွန်တော်သာလေကျွန်တော်တည်တည်ချာသိတယ်အဲ့ဒါဘလို့ဖြစ်တာလဲခုံနံပါတ်ကလည်းကျွန်တော်သဘောပေါက်ပြီးဒီလိုဆ iam မကြီးဆိုပြီးအောင်မလင်းဟာသူများကိုကူညီရမယ်ဆိုရင်ဖြစ်လာမယ့်အကျိုးဆက်ကိုဘာမှမစင်စားပဲစွတ်လုတ်တက်ကြောင်ပြောပြသည် အမလေးကိုခေါ်ပြီးစစ်မေးကြည့်တော့အမှန်ကိုဝန်ခံသည်ဆမေးဝဲဖြေတော့ကသူ့ရှေ့မှာထိုင်သောတငယ်ချင်းမဖြေနိုင်တော့ကြသူ့ဖြေလွာနဲ့လဲပေးလိုက်ခြင်းဖြစ်အမလေးဖြေလွာစစ်မှာ56မှန်ရလေသည်ကိုငွေရကအမလေးအတွက် စပီးလေးတစ်စီးဝယ်ပေးသည် သူကစပီးလေးကိုတော့တော်တော်တဘောကြသည်ကြောင်းအားတဲ့အချိန်ဆိုရင် အင်ရှိကလမ်းလေးပေါ်မှာ စပီးလျှောက်စီနေတတ်သည် သူတယောက်တည်းစီးတာမဟုတ် လမ်းထဲကတခြားကလေးတွေကိုပါပေးစီသည်မစည်းတက်သေးလျင်တင်ပေးသည်နောက်တော့တခြားကလေးတွေကိုတယောက်တည်းလဲထိုင်ခိုင်းပြီးသူကနောက်မှတွန်းပေးနေတာတွေ့ရလေတော့သည်ကြည့်လိုက်ရင်မင်းစီနေရမတွေ့ရဘူးသူများကိုတွန်းပေးနေရပဲတွေ့ရတယ်ဟုကိုငွေရကပြောတော့အခါအဖေပါတိလဲအဲ့လိုတွန်းပေးရတာကစီရအထက်ပေါ်ပြီးပြောကြကောင်းတယ်ဟုပြန်ပြောသည် တနက်ပြတန်းကစားကြတဲ့အခါလဲဒီအတိုင်းပဲစင်းရဲတဲ့ကလေးတယောက်ကို သူ့တနက်လှလှလေးကိုပေးပြီးသူကတော့တိတ်ကိုင်း၆တို့ဝချမ်းများတို့တနက်ကင်လှုပ်သည်တရက်မှာတော့သူစပီးစီးနေချင်းရေခဲကြောင်းတဲ့ကောင်လေးတယောက်ရောက်လာသည်ရေခဲကြောင်းဝယ်စားပြီးတော့လဲကောင်လေးကမတော်သေးပဲငေးကြည့်နေသည်အမလေးကမင်းစပီးစီးကျင်လို့လားကွဟုမေးသည်ကောင်လေးကခေါင်းငိမ့်ပြသည် တပတ်နှစ်ပတ်လောက်စီးပြီးနောက်ငါသွားတော့မယ်မွာသိရင်ထက်စီအောင်လေအချိန်မရှိဘူးကရေခွဲချောင်းတွေအများကြီးကျန်နေသေးတယ်ညနေကြမကုန်ရင်ငါ့ကိုရက်ွက်ထဲမှာအောင်မလေးရေခဲကြောင်လိုက်ရောင်းနေလို့တဲ့ဆိုတော့တရင်စကားကိုသူများတွေပြန်ပြောမှ ကိုငွေရတော့တည်ကြရသည်အောင်မလေးသည်ပညာရေးဘက်မှာတော့ပါရမီသိမ့်မရှိလားညံကောင်းသူတယောက်လည်းမဟုတ် သူဤစူးစမ်းမှုကြောင့်သာဆယ်ရန်အထိတစ်နှစ်တစ်တန်းမှန်မှန်အောင်လာခဲ့သည်ဒါရောင်ကန်တရား၏ဖိမှန်မှုကြောင့်စက်ထားရာ၏နဲ့တိုးတိုးပြီးအောင်မကလေးရနေခဲ့ခြင်းဖြစ်သူစိတ်ထားကောင်းကြောင့်သည်သဖြင့်ဆရာဆရာမတွေရဲ့ဆောင်းရှောက်မှုလည်းပါသည် ူညံရင်အစင်တန်းနေဆိုရင်ဆယ်တန်းဆောင်မွေးဝဲကိုတော့အမမမလဲဆောင်သူမိဘတွေလည်းတည်တည်သူ့တိုင်အောင်ပျော်လင်းချက်ကလေးကတော့မင်းရဲ့တရေထားကျင်သေးသည်ဝိုင်းကျူရှင်လှုပ်ပေးနိုင်လားအောင်မတက်နိုင် နမီကြီးဘာသာဆုံးကျူရှင်ချောင်းတစ်ခုမှာတော့တောတက်ခိုင်းလိုက်သည်ဒီနေရာကလည်းအမမလေးကရိုးရာမပြတ်စေရ သူ့ရည်ချင်းကိုတည်တည်ဆယ်တန်းဆောင်မွေးဝဲကိုဘယ်နည်းနဲ့မှအောင်မှာမဟုတ်ငွေကုန်တာပဲအမှတ်အဖက်တင်ပြီး ဒီတော့ကွန်ရာကျွတ်နဲ့အောင်သူမိဘတွေလည်းကုသိုလ်ရအောင်ဆိုပြီးပညာဒါနလုပ်ဖို့စိတ်ကူးရသည်သူတငယ်ချင်းတယောက်မှာစာကြိုးစားသည်ညာရင်လည်းမဆိုးလှပမုံးကိုကောင်းကောင်းရလျင်ဆယ်ရန်းစာမေးဝဲအောင်နိုင်သည်သူရရင်မိဘတွေကတာမန်ဝန်ထမ်းတွေမှကျူရှင်မထားနိုင်ဒီအခါမှာအောင်မလေးကငါကိုစားမင်းကျူရှင်သွားတက်လိုက်ကွာဟင်မင်းကရောငါကကျူရှင်တက်လေအောင်မမဟုတ်ဘူး မင်းဆိုရင်အောင်မို့များတယ်။ចောင်းလာကတနစ်စာတခါတည်းတင်းထားရတာ။အလားတဖြစ်သွားလိမ့်မယ်။သူရှင်ကတိတော်မှာပေါ့။မတိပါဘူးကွ။ចောင်းသားမှတ်ပုံနေကကနမယ်ပဲပါတာ။တပုံပါတာမဟုတ်ဘူးကွ။မင်းကမင်းအောင်မလေးလို့ပြောပေါ့။နှစ်ယောက်စလုံးစာမေးဝဲကြတာထက်ဆိုင် တရားအောင်နေဆို အမျက်ပဲလေကွာ။ဒီလိုနဲ့ပဲဆယ်ရန်စာမေးဝဲမှာအောင်မလေးကြသည်။သူ့ကိုယ်စားသူရှင်သွားတက်ခဲ့တော့တငယ်ချင်းကဂုံနုနှစ်ခုနဲ့အောင်သွားသည်။ အမလီကဂုံပြူတဲ့အနေနဲ့စားတောက်ဆိုင်မှာကျွေးမွေးလိုက်သေးသည်အမလီသည်မိဘရေဂျင်နတ်အောင်ဆယ်ရန်စာမေးဝဲကို နောက်ထပ်နှစ်နှစ်ဆက်ပြေးသေးသည် နောက်တော့ဒီစာမေးဝဲနဲ့ကျွန်တော်မဖြစ်ပါဘူးဗျာမဖြေပြရစီနဲ့တော့ဟူတောင်းမှန်သည်မိဘရေကလည်းပညာပါရမီမပါရှာလိုပဲလေဆိုပြီးမတိုက်တွန်းတော့ပဲหนีလိုက်သည် အလုတ်သေးဆွဲသွင်းရကောင်းမလားကိုစဉ်းစားမိသေးသည် ဒီကံလုံးပေါက်နဲ့ဆိုရင် ပြဿနာတက်ဖို့များသည်မစောလိုက်ကလည်းကလေးကငဲပါသေးတယ်အရွယ်လေးရလို့တီတီငင်ငင်ဖြစ်လာတော့မှတင့်တော်ရအလုပ်တစ်ခုကိုလုပ်စေပေါ့ဒီသားလေးတယောက်တည်းရှိတာတသလုံးကြွေးထားရတော့ကဘာဖြစ်သေးလဲရှင်လက်ရှာနိုင်ဖွေနိုင်တာပဲဟာဟုဆိုသဖြင့်ပျော်တလို့သာနေပါစေဆိုပြီးလှထားပေးလိုက်ရသည်အောင်မလီဆိုတဲ့ကောင်ကလည်းကျူရှင်ကြတော့တငယ်ချင်းတွေကိုတတ်တက်ခိုင်းခဲ့ပြီးသူကြတော့ တငယ်ချင်းကိုစားဆေးထုတ်ခံလိုက်သေးသည်သူတငယ်ချင်းတယောက်သည်လေးဘက်နာယောဂါဖြစ်နေသဖြင့်ဒေတန္တရဆေးကမ်းမှဆေးတော်တော်ထိုးနေရသည်ဆေးထုတ်ဖို့ရက်ချင်းပြန်စီသောရက်တွင်တငယ်ချင်းကအောင်မလေးကိုကူညီလာတောင်းသည်ဆေးကအလွန်နာသည်ထိုးပြီးလျင်လဲနှစ်ရက်သုံးရက်လောက်ပေါင်ကြီးတန်းပြီးလမ်းလျှောက်လို့တိတ်မကောင်းဒီကြားထဲမှာသူကောင်မလေးကကြိုက်ခေါဖျားပွဲလိုက်ပို့ပါဟုချိန်သည်ဖျားပွဲဆိုကြဲက လမ်းမလျှောက်လို့မဖြစ်တော့ထို့ကြောင့်သူ့အစားစီးသွားအထုတ်ခံပေးပါဟုဆိုလာသည်မင်းကလည်းကွာကောင်မလေးနဲ့သွားပြီးနောက်ရကြမှစီးသွားထိုးလိုက်လည်းရတာပဲမဖြစ်ဘူးငါတို့အဖေကစီးထိုးရမယ့်ရက်ကို ပြက်ကြရင်မှမှတ်ထားတာစီးမှတ်တန်းစာကိုလည်းယူပြီးစစ်ကြည့်အောင်ပါပြီးခဲ့လာကနှစ်ရက်လောက်နောက်ကျသွားလို့အတိခံလိုက်ရသေးတယ်စီးကန်းကမင်းကိုမှတ်မိနေမှာပဲဥစ္စာဒီလိုကွာ ်ပြီးခဲ့တဲ့အခေါက်တုံးကထိုးပေးတဲ့ဆီယာမကသူ့ဆေးရုံပြောင်းတော့မယ်တဲ့ ဒီစင်းမျိုးထိုးခြင်းမရှိတာကတကြောင်ကြောင့်တော်တော်နာသည်ဤကနေ့အွန်လိုင်းမိတဲ့ဖြင့်သူနာပြုဆ iam မကတော့တွေးကြောင်လာကြီးလားစင်းမထိုးဘူးတာကြနေတာပဲဟုငေါက်လိုက်သည်သည်စင်းမတန်ဆောက်အရာအရင်ကလေးကထိုးနေကြပဲလို့ထင်ထားတာ哦ဒီစေးကထိုးပြီးလျင်ကောင်းကောင်းခြေပေးရသည်မဟုတ်လျင်စေးတွေခဲပြီးအကြိတ်ကြီးဖြစ်လာတတ်သည် အောင်မလီကဘဲတိမလဲတင်မလေးပို့ရုံလောက်နဲ့ပြီးမယ်ထင်နေတာ နောက်နေ့မနက်ကျတော့ပေါင်ကြီးတန်းပြီးမထနိုင်တော့ဒီကိစ္စသူ့ဖေတည်သွားတော့အခါဖြစ်မှဖြစ်ရလေကွာသူများကိုစားဆေးထုတ်ခံရတယ်လို့ပနစလင်ဆိုတာဓာတ်မတည့်လို့ဆိုရင်ရှော့ဖြစ်ပြီးဒုက္ခရောက်တတ်တယ်ကံကြီးပဲလို့တာပေါ့ဟုတ်တဖြစ်တောက်တာပြောသည်အောင်မလေးကမကူရင်မဖြစ်လို့ပါဖေရကမလေးကတိတ်ဆိတ်ကြီးတာနော်ကျွန်တော်ကောင်းကောင်းသိတယ်မင်းကဘလို့လို့သိရလဲ တို့နှစ်ယောက်ကြိုက်သွားကြရလဲကျွန်တော်ကူညီလိုက်လို့ပဲဟုတ်ခွန်ယူတော့လေတန်ဖြစ်ပြောသည်တငယ်ချင်းကသူကြိုက်နေတော့ကောင်းမ